်ဟစ်တလာလောက်ခဲ့သမြမင်္ဂလာပါကုလူတို့အခုကျွန်တော်ကစာရေးဆရာကြီးရွှေဦးတော်ရေးသားခဲ့တဲ့ဟစ်တလာလောက်ခဲ့သမြဆိုတဲ့စာအုပ်ကိုအပိုင်း16အနေနဲ့ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်

ဟိုလူအတွက်ဥပဒေတစ်မျိုးမဖြစ်စေရပဲဥပဒေဤမျက်စိ၌လူခတ်သိန်းတို့သည် အတူတူကြီးဖြစ်၏ဟု ဆိုထား၏ဂျာမနီပြည်၌မူကားပြစ်မှုတစ်စုံတရာကျူးလွန်သည့်အခါကျူးလွန်သူ၏ရည်ရွယ်ချက်ကိုပါထဲ့သွင်းဆင်ခြင်ကြရသောဤသည့်တစ်ခုတည်ထွင်လာကြ၏၎င်းတို့၏စနစ်အရာမှာ တခုသောအပြုမှုကိုနာဇီဂိုင်းသားတို့ကျူးလွန်သည့်အခါအတိတ်ဘယ်တစ်မျိုးကောက်ယူရ၍နာဇီမဟုတ်သူတစ်ယောက်ကကျူးလွန်သည့်အခါတွင်အတိတ်ဘယ်တစ်မျိုး ကောက်ယူရလေသည်ဂျာမနီစနစ်မှာရင်ကျေးသော တိုင်းပြည်များတွင် ဥပဒေကို ယူဆပုံစနစ်နှင့်ဆန့်ကျင်ဖီလာကြီးဖြစ်နေ၏ဟစ်တလာသည်ချန်စလာဖြစ်သူရောက်သည့်နှင့်နိုင်ငံရေးဆိုင်ရာပြစ်မှုများကိုစစ်ဆေးရန်အတွက်အထူးခုံရုံးများခန့်ထားတည်ထောင်စေ၏၎င်းရုံးများတွင်မူကားအခြားပြစ်မှုများစီရင်ဆုံးဖြတ်သောရုံးများမှကဲ့သို့တရခန့်တယောက်အားပြစ်မှုထင်ရှားသည့်တိုင်အောင်စစ်ဆေးပြီးမှအပြစ်ပေးရသည်မဟုတ်ပဲ စင်ကြီးနှစ်မင်းအပြစ်ပေးနိုင်သည့်ပြင်၎င်းယုံများမှအစီရင်လိုက်သောအမှုများမှအယူခံဝင်ရန်လည်းနီလန်းမရှိတော့ကြေထို့ပြင်ထူးဆန်းသောအချင်းရာတစ်ခုမှာလွန်လီပြီးသောဥပဒေစည်းကမ်းကိုပင်ပြင်ဆင်၍အပြစ်ပေးနိုင်သောအာဏာရှိ၏ဥပမာလူတစ်ယောက်သည်1910ခုနှစ်တွင်ပြစ်မှုတစ်စုံတစ်ခုကျူးလွန်ညာအံ့ဒိုးစင်အခါက၎င်းပြစ်မှုတို့အတွက်သတ်မှတ်ထားသော အပြစ်ဒဏ်မှာထောင်ဒဏ်10နှစ်မြတာဖြစ်ခဲ့ညာအံ့ ထပ်ပါယုံမှားတွင်က၎င်းပြစ်မှုအတွက်သေဒဏ်ထိအောင် အပြစ်ပေးထိုက်သည်ဟုထင်မြင်ပါလျင်သေစီရန်အပြစ်ပေးနိုင်လေသည်နာစီတို့သည်ရှေးခါကမိမိတို့ဟာခုခံတိုက်ခိုက်ခဲ့ဘူးသော လူများကို၎င်းအာနာယလက်စားချေကြလေသည်နာစီတယောက်သည်တစုံတစ်ခုသောအပြုမှုကို ပြုညာအံ့ထိုအပြုမှုတို့ချီးမြှင့်တကောင်းပြုခြင်းခံကြရ၏နာစီမဟုတ်သူတူကထိုအပြုမှုတိုင်းပြုခဲ့သော ြည်လေသောပြစ်ဒဏ်များရရှိလေ၏ဟစ်တလာတကူးမကြည်မီအခါကပြစ်မှုကျူးလွန်ခဲ့သော နာဇီအားလုံးတို့ကို အပြစ်မှလွတ်ကင်းချမ်းသာခွင့်ပေးလိုက်ကြောင်းနှင့် အမိန့်တော်ပြန်တန်းတစ်ခုထွက်ပေါ်လာ၏၎င်းအမိန့်ရအလုသမားတယောက်အား၎င်း၏မိခင်မျက်မှောက်တွင်ရက်ဆက်စွာတပ်ဖျက်မှုနှင့် ထောင်ကျလျက်ရှိသောရှက်ညူအဖွဲ့ဝင်၅ဦးတို့အားလွတ်ပစ်လိုက်၏ဟစ်တလာသည် ထိုသူ၅ယောက်တို့အားယာရုများအဖြစ်ချီးမြှင့်လျာ ဟစ်တလာကိုယ်တိုင်အတိုက်ခံခိုင်းသားဖြစ်ရှိစဉ်က၎င်းနှင့်ဆန့်ကျင်ဘက်ပြုကျင့်မှုသောလူများအမြောက်များတို့ကိုမူမြည်သည့်အခြားအပြစ်မှမရှိဘဲလျက်နှင့်ကြီးလေသော ပြစ်ဒဏ်များခံကြရ၏။ရန်သူအနေဖြင့်လက်စားချေလျင်ရှိစေုံအရာရုံများကိုမိမိအလိုသို့ပါအောင် စီမံခြင်းမှမူမြင့်မြတ်သောအရာတစ်ခုကို ရုပ်နှိပ်အောင်ရှင်းချရာရောက်သည့်ဖြစ်အထူးပင်မလျော်ကန်လှကြ။ထူးဆန်းသောအခြားပြုမှုတစ်ခုမှာ 1934ခုနှစ်ဧပြီလတွင် နာစီတို့သည်ဒိုင်းပြည်ကိုတစ္ဆာဖောက်မှုများစစ်ဆေးရန်အတွက် တိုင်းသူပြည်သားတို့၏လွှတ်ယုံကြီးဟူသောအမည်နှင့်ယုံကြည်တယုံတီထောင်လိုက်ခြင်းပင်ဖြစ်လေသည်ယခင်ကထုံးစံမှာအဆိုပါအဖို့မျိုးတို့ကို Supreme Court ကအကြီးဆုံးသောယုံတော်ကြီးအားစီရင်ရလေရာ၎င်းယုံကြည်နိုင်စစ်ဆေးရခြင်းမှာအလွန်တရာအချိန်ကျန့်ကြသည်ဟု နာစီတို့ကအကြောင်းပြ၏တို့ဖြစ်၍အထက်ပါလူယုံကြီးမျိုးတီထောင်ပြီးလျှင် တရားသူကြီးမျိုးဤသို့ရွေးချယ်ခံထား၏တရားသူကြီး၅ဦးရုံးထိုင်စစ်ဆေးရ၍2ဦးမှရှေ့နေရှေ့ရများကျန်3ဦးမှစစ်ဘက်ပလိဘက်နှင့်နာဇီပါတီတို့မှရွေးချယ်ထားသည့်အရာရှိများဖြစ်ကြလေသည်စင်စစ်တော်ကအဆိုပါအဖွဲ့မှဖြစ်သည့်တိုင်ဥပဒေသမားတတ်တတ်မျှတာမဟုတ်တော့ပဲနိုင်ငံရေးနှင့်ဆိုင်ရာ ပုဂ္ဂိုလ်များလည်းပါဝင်ကြ၏နာဇီဂိုင်းသားတယောက်သည်တစ္ဆာဖောက်မှုနှင့်ဆွဆွဲထားသောတရားခံတဦးပေါ်၌မြည်ခဲ့သို့သော စိတ်သဘောမျိုးထားမိကိုဟောပြရမလို့ပဲ။နာစီတို့ပြုပြင်ထားသောဥပဒေတရက်မှာတခုသောပြစ်မှုတွင်တရက်ခန်း၏ရည်ရွယ်ချက်ကိုထည့်သွင်းဆင်ញင်ရမည်ဟုသိထား၏။၎င်းဥပဒေစည်းကမ်းတိုင်းအထပ်ပါအဖွဲ့မျိုးကအလုပ်လုပ်သည့်အခါစစ်ဆေးစီရင်ရသော ပြစ်မှုများမှာမျက်နှာအောင်မထောက်ဘဲဟုတ်မှန်သည့်အတိုင်းစီရင်ဆုံးဖြတ်ရန်မဖြစ်နိုင်သလောက်ရှိပေလိမ့်မည်။ထို့ပြင်1933ခုနှစ်မှစ၍နာစီပါတီနှင့်အစိုးရတို့ကို တထက်တဲ့အတိဘယ်ကောက်ယူရန်ပြဋ္ဌာန်းထားသောအခါတွင်မူကားဇိုးပွေရာမရှိတော့ကြည်နာဇီဂိုင်းသားတယောက်ကိုဆဲရေးခြင်းဖြင့်လင်အစိုးရကိုဆဲရေးသည်ဟုဘေးဒဏ်တင့်မူရာရှိတော်၏ဥပဒေသဘောတော်အစဉ်လာမှာတရားဥပဒေကိုကျူးလွန်မှသာလျှင်အပြစ်ဒဏ်စီရင်ခြင်းခံရ၏နာဇီတို့လက်ထက်တွင်မူကားအခုသောအပြုမှုနှင့်ပတ်သက်၍ဥပဒေ၌ဖော်ပြထားခြင်းမရှိစေကာမူထို့အပြုမှုသည်တိုင်းသူပြည်သားတို့၏အကျိုးကို ထိခိုက်နစ်နာစေသည်ဟု တရားသူကြီးများက ယူဆရှိခဲ့ရင်ပြစ်ဒဏ်ဆင်ရင်နိုင်သောအခွင့်ရှိကြလေသည်ဤတိုင်းဆိုပါလင်တရားသူကြီးများသည် ဥပဒေနှင့်ကိုက်ညီအောင်ညှိနှိုင်းရမည်မလိုတော့ချေတခုသောအပြုမူသည်ဥပဒေကျူးလွန်ရာရောက်စေကားမူလေတိုင်းသူပြည်သားတို့အားဘေးအန္တရာယ်မှ ကာကွယ်ပေးသည်ဟုတရားသူကြီးများက ယူဆခဲ့ရင် အပြစ်မရှိုံများမကချီးမြှောက်ခြင်းပင်လင်ခံယူနိုင်ကြသေး၏ဂျာမနီပြည်၌တရားရုံးများသည် နိုင်ငံရေးအဖွဲ့ဩဇာမကင်းလွတ်မှုမြမကရှက်ညူအဖွဲ့နဲ့ရှက်နက်အဖွဲ့များသည်နာဇီပါတီအမှုထမ်းများဖြစ်ကြသည့်ဤသူတရားသူကြီးများမှလည်းနာဇီပါတီအမှုထမ်းများသာဖြစ်ကြ၏၎င်းစည်းကမ်းအရာမှာတရားရုံးများသည်နာဇီဝါဒသို့မဟုတ်ဟစ်တလာ၏ဝါဒကို ကူညီအားပေးသောလက်နက်ကရိယာများဖြစ်ကြ၏တရားဥပဒေဟူသည်မှာမြည်သူ၏မျက်နှာကိုမျှထောက်ထားငဲ့ညာခြင်းမရှိစေရန် နှစ်ပေါင်းရာထောင်ကလေးကတဖြည်းဖြည်းစည်းကမ်းများပြုပြင်ဖန်တီးလာခဲ့ကြလျာဂျာမန်တို့ဟာမူနှစ်ပေါင်းရာထောင်တို့ဤစုပုံလာခဲ့တော်လေရင်ကျေးမှုကိုတစ်ချက်တည်းနဲ့ခုတ်ဖြတ်ဖျက်ဆီးလိုက်ရာရောက်နေပြီမြန်မာပြည်ကအခုစစ်တပ်ဆိုပူတော်ဆိုးပေါ့ဂျာမန်တရားရုံးများ၌တရားခံတယောက်သည်တာဝန်ကြီးသောအရာရှိများကစွတ်စွဲတင်ပို့လိုက်ခြင်းဖြစ်ပါမူမစစ်ဆေးရသေးမီကပင်အပြစ်ကျူးလွန်ပြီဟုဆုံးဖြတ်ပြီးတဲ့ကဲ့သို့ ဖြစ်နေတော်၏ဥပမာပလိမင်းကြီးကဲ့သို့သောပုဂ္ဂိုလ်တို့ကတရားခံတယောက်အားတစ္ဆာဖောက်မှုနှင့်ယုံသို့တင်ပို့လိုက်ပါမူရှင်နေမြလျှောက်လဲခြင်းတရားသူကြီးကမေကွန်းထုတ်ခြင်းတို့မှာဟန်ဆောင်ပရိယေကဲ့သို့ဖြစ်နေ၍အပြစ်ရရှိတော်မူမှာဧကံမလွဲပေသည်ထို့ဖြစ်၍လူ၏66တန်းမြသောဂျာမန်တို့သည်ခိုက်တန်လျောက်တကူးကြီးနေသောပါတီတစ်ခု၏ကရိယာတစားပလာဖြစ်သူရောက်နေကြသည်ဆိုခြင်းမှာ ယဉ်ကျေးလာပါသည်ဆိုသောဤခေတ်အခါကြီးဝယ်မယုံကြည်နံလောက်ခမန်းအချင်းရာတစ်ခုကဲ့သို့ဖြစ်နေပြီတော့ဤပန်ကူရ33ခုနှင့်ဩဂူလာတွင်ဟစ်တလာသည်တရားဘက်ဆိုင်ရာအတွင်းဝန်ကြီးမှူးတအူးကိုကော်မရှင်တစ်ခုဖွဲ့စည်းစေ၍ ရာဇဝတ်ကျင့်ထုံးဥပဒေကို National Socialist Wada နဲ့ကန့်ညီအောင်ပြင်ဆင်ရေးသားစေ၎င်းဥပဒေများ၏အခြေခံသဘောထားမှာလူတယောက်၏ကောင်းစားမှုထက်တပြေတောင်လုံးကောင်းစားမှုကိုရေးဥစွာကြည့်ရမည်ဟု ဆိုထားရာလက်တွေ့နေရာဖြင့်ဆောင်ရွက်ရာတွင်လူအသီးသီးသည်လွတ်လပ်ရေးဟု၍စိတ်ထဲ၌မှမထဲကြလေနှင့်ဟုဆိုထားရာရောက်ပေတော့၏။တရားရုံးများ၌ထူးဆန်းသောအချင်းရာတစ်ခုမှာရည်ရွယ်ချက်ကိုအရေးကြီးထား၍ဆင်ញင်ရမည်ဟု ဥပဒေ၌ပေါ်ပြထားသည့်အတွက်ကြောင့်တရားခံတစ်ယောက်သည် ပြစ်မှုတစ်စုံတစ်ခုကိုတကယ်မကျူးလွန်ရသေးပေစိတ်ထဲ၌ကြံစီယုံမျှနေပြင် အပြစ်စီရင်ခြင်းခံရ၏မနောကံကိုပါနှိတ်ကုတ်နိုင်ခြင်းသည်တိုင်းပြည်ကာကွယ်ရေးတပ်အတော်ပင်လုံခြုံပွေရာရှိတော်လေစိတ်ကူးသည့်အကြံစီကိုတတ်အပ်သေးချာသိနိုင်သောပရိစ္ဆေတဝိဇဏနာဉာဏ်မရသေးသည့်တရားသူကြီးများလက်တွင် အတော်ပင်ကြောက်မှန့်ဖွေရာကောင်းလှပေသည် ထို့ပြင်ပြစ်ဒဏ်ပေးသောအခါတွင်လည်းတကယ်နစ်နာလောက်၍အခြားသူတို့ကြောက်လောက်အောင်ရှိစေရမည်ဟုဆိုထား၏ထို့ကြောင့်ရှေးရခင်ကကဲ့သို့အလုတ်ပေါ်ပေါ်နှင့်နှစ်ရှည်ချထားသောအကျဉ်းသားမျိုးမရှိတော့ပင်အလုတ်ပြင်းပြင်းနှင့်အချိန်တူတူထောင်ချသောစနစ်ကိုအသုံးပြုကြ၏ခြားသောအချင်းရာတစ်ခုမှာအခုသောပြစ်မှုအတွက်စီရင်သောအပြစ်ဒဏ်သည်ညီတူညီမျှမဖြစ်နိုင်ခြင်းရည်ရွယ်ချက်ကိုလိုက်၍အပြစ်ဒဏ်စီရင်ရမည်ဆိုသောကြောင့်ရည်ရွယ်ချက်ကြီးလင်ကြီးသည့်လျှောက် အပြစ်ဒဏ်မှာလည်းကြီးရလေတော့၏၎င်းပြင်ကျူးလွန်သည့်အခြေအနေခြားနာခြင်းရှိသည့်လျောက်အပြစ်ဒဏ်မှာလည်းခြားနာခြင်းရှိရလေတော့၏အပြစ်ကျူးလွန်ခြင်းဆိုသည်မှာလူမျိုးအပေါ်၌တစ္ဆာဖောက်ရာရောက်သောကြောင့်ကျူးလွန်သူ၏အခြေအနေကြီးမြင့်သည့်လျောက်အပြစ်ဒဏ်မှာလည်းကြီးမြင့်စေရ၏ကျူးလွန်သူတယောက်သည်အတန်းစားကြီးမြင့်သည်ဖြစ်စေနိုင်ကြသည်ဖြစ်စေကောင်းသောရည်ရွယ်ချက်ရှိကြောင်းကို၎င်းမသိသောကြောင့်ပြုမိကြောင်းကို၎င်း ထင်ရှားအောင်တတ်သိပြနိုင်ခဲ့လျင်အပြစ်ဒဏ်မှချမ်းသာရာရနိုင်၏တစုံတယောက်သောသူသည်တစုံတစ်ခုသောအပြုမှုကိုပြုကျင့်စဉ်အခါကဥပဒေနှင့်မညီညွတ်ကြောင်းတိလျက်နှင့်ပြုကျင့်မှသာလျှင်အပြစ်ဒဏ်ခံရ၏၎င်းစည်းကမ်းများ၏သဘောမှာနာဇီတယောက်သည်အပြစ်တစုံတရာကျူးလွန်မိစေကမူအပြစ်ဒဏ်စီရင်ခြင်းမှလွတ်မြောက်နိုင်သောနီးလန်းများစွာပွင့်လျက်ရှိ နာဇီမဟုတ်သူတူမှမူမကောင်းသောရည်ရွယ်ချက်ဆွဲသွင်းခြင်းအဖြစ် မြည်သည့်ပြစ်မှုမျိုးအတွက်မြည်သည့်ပြစ်ဒဏ်မျိုးကိုမဆိုချပေးစီရင်နိုင်၏။နာဇီဥပဒေသည်သည်နာဇီများကိုအပြစ်လွန်ရန်အတွက်ဖြစ်စေနာဇီမဟုတ်သူများကိုထင်တိုင်းအပြစ်ပေးရန်အတွက်ဖြစ်စေအလိုရှိသလိုချဲ့ထွင်သုံးဆွဲနိုင်ခွင့်ရှိ၏။မြန်မာပြည်ကအခုနာဇီဆိုတဲ့စကားလုံးနေရာမှာစစ်တပ်ကိုသာထည့်လိုက်ပါအထေရရဲပါပဲ။တရားရေးဌာနဘက်တွင်အကြီးမှုဖြစ်သောဒေါက်တာဖရင့်ကတရားသူကြီးများအားအချုပ်အားဖြင့်ဩဝါဒတစ်ခုပေးထားသည်မှာ ဟစ်တလာကိုယ်တိုင်မိမိ၏နေရာ၌ရှိနေပါလျင်မြေကဲ့သို့ပြုမှုခြင်းမည်နည်းဟုစဉ်းစားပြီးမှ စီရင်ချမှတ်ရမည်ဖြစ်ကြောင်းနှင့်မှားကြားထား၏နာဇီဝါဒကိုအတိုက်ခံပြုသောလူတစ်ယောက်အားဟစ်တလာကမြေကဲ့သို့ပြုမည်ကိုအထူးဖော်ပြရန်လိုမည်မဟုတ်ကြေဂျာမန်တရားရုံးများကစီရင်ချက်ချမှတ်သည့်ပြင်းထန်ဆုံးသောပြစ်ဒဏ်မှာဦးခေါင်းဖြတ်၍တိုက်ရန်ဖြစ်၏။လှုပ်ချမ်းဆိုသည်မှာလေဟုတ်တကယ်ကြမ်းစီရ၏။ထောင်ချခြင်းဆိုသည်မှာ ်ပညာသင်ပေးခြင်းမဟုတ်အပြစ်ပေးခြင်းဖြစ်သောကြောင့်အပြစ်ဒဏ်ဆိုသောစကားနှင့်လိုက်ရောအောင်ပြင်းထန်စေသင့်သည်ဆို၏ထို့သောပြမှုများတော်မူမြို့သူမြို့သားတို့၏အခွင့်အရေးခံယူရရှိခြင်းမှရက်စဲရန် ဖြစ်စေသည်။ရှိသောပစ္စည်းဥစ္စာတို့ကိုဗန္နာတော်အဖြစ်နှင့်သိမ်းပိုက်ရသော ပြမှုမျိုးများလည်းများစွာရှိသည်။ဂျာမနီပြည်မှထွက်ခွာ၍တိုင်းတစ်ပါးသို့သွားရောက်နေထိုင်သူများအဖို့မှမူ၎င်းပြည်တံမျိုးကိုလက်ဆွဲထား၍ အသုံးပြုလေရှိကြလေသည်ဂုံတိတ်ခါကိုကာကွယ်မှုနှင့်ပတ်သက်၍ဥပဒေစည်းကမ်းချက်များမြောက်များစွာရှိနေ၏ဂျာမန်လူမျိုးကိုတော်၎င်းဟစ်တလာကိုတော်၎င်းစစ်တပ်ကိုတော်၎င်းလွန်ခဲ့သည့်ဂျာမနီပြည်ရာဇဝင်တွင်နာမည်ကျော်ကြားခဲ့သည့်ဟာဒင်ဘတ်စရှိသော ပုတ်ကူကြီးများကိုတော်၎င်းဂုံတရီညှိုးငယ်သိငယ်အောင်ပြောဆိုရေးသားသူများအားကြီးလေးသောအပြစ်ဒဏ်များဖြင့်စီရင်ကြ၏။တရားသူကြီးများ၏စီဝေးတစ်ခုတွင် ဒေါက်တာဂိုးလ်ဘဲကတိုင်းသူပြည်သားတို့၏လူလားချမ်းများနှင့်စန့်ကျင်ဖိလာရှိနေသည့်အခါမှသာလျှင် လူအသီးသီး၏လွတ်လပ်ရေးကိုချုပ်ချယ်ရပါသည်ဟုပြောပြဘူးရာတိုင်းသူပြည်သားဟုသောစကားအစားနာဇီပါတီဟုသောစကားကိုအသုံးပြုခဲ့ပါမူတာ၍မှန်ကန်လိမ့်မည်ဟုမှတ်ထင်ပွဲရှိပေသည်ဂိုရင်းကမူတရားဥပဒေများဟုသောစကားနှင့်ဟစ်တလာ၏သဘောဆန္ဒဟုသောစကားတို့မှအတိတ်ဘက်တစ်ထက်တည်းဖြစ်သည်ဟုပြောဘူး၏ အတော်အားကိုးရသောတပည့်ကျော်နှစ်ယောက်ပါပြီ။ဟုတ်ကဲ့ပါ။စာရေးဆရာကြီးရွှေဦးတောင်ရေးသားခဲ့တဲ့ဟစ်တလာလှုပ်ခဲသမျှဆိုတဲ့စာအုပ်ကိုပိုင်းစကူအနေနဲ့ကျွန်တော်ຫນွေလင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ခဲ့ကြတဲ့ဒုညာပရိသတ်တွေတယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။